မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့မကွေးတိုင်းစလင်းမြူအောက်တကတစ်ကျောင်းမှာအောက်တိုဘာလကထစ်ခဲ့တယ်လို့သတင်းတွေထွက်နေတဲ့ကိစ္စတခုပါ um great 10ကျောင်းသူတယောက်အုပ်စုဖွဲ့ဓမ္မဖြူကျင်ခံရတယ်ဆိုရဲဆွဆွဲချက်ပေါ့နော်အဲအဲ့ဒီနောက်ပိုင်းဖြစ်လာတဲ့ရှုပ်ထွေးမှုတွေအကြောင်းသတင်းမြစ်တချို့ကိုအခြေခံပြီးအဓိကချက်တွေအထူးမြစ်အဲအပြန်လန်စန့်ကျင်နေတယ်လို့ဖြစ်နေတဲ့အချက်တွေကိုသုံးသပ်ကြည့်ကြမယ်ဟုတ်ကဲ့ဒီအဖြစ်အပျက်ကတော်တော်လေး um လုံလုံရှားရှားဖြစ်သွားပြီးတော့ဆွဆွေးချက်တွေကလည်းတကယ်ပြင်းထန်ပါတယ်။တစ်ဖက်မှာဒီလိုဆွဆွေးမှုတွေရှိနေသလိုဟိုတင်ကြောင်းအုပ်ကြီးနဲ့မိဘတွေပေါင်းပြီးငွေနဲ့ကြည်ရဖို့အလုပ်နေတယ်ဆိုတဲ့သတင်းနဲ့အဲနောက်တစ်ဖက်မှာကျတော့ဒီကိစ္စကမဟုတ်ဘူးသတင်းမှဆိုပြီးညှင်းဆုံမှုတွေထွက်လာတော့အချင်းတွေကပေါ်ပြီးတော့ဟိုရှုပ်ထွေးပွားတာပေါ့လေဟုတ်တယ်ဆိုတော့အဓိကအဖြစ်ပြလို့သတင်းတွေမှာဖော်ပြထားတာကိုအရင်ပြန်ကြည့်အောင်အော်တိုဘာ23ရက်နေ့ကပေါ့ စလင်းထက်ကတဲ့က grade 10ចောင်းလူလေးကိုသူ့ရီးစားလို့ဆိုရဲ grade 12ចောင်းသားက မွေးနေ့ပွဲဆိုပြီးတော့တီချီဖျားကိုခေါ်ထားတယ်ဟုတ်ပါတယ်အဲ့ဒီမှာအမ်တရင်ဒီယာဆိုရင်တော့ကောင်မလေးကိုအရက်တိုက်တယ်ပြီးတော့တူပေါင်းပါတွေနဲ့အုပ်စုဖွဲ့အဓမ္မပြုချင်းခဲ့တယ်လို့ဆိုတာပေါ့အင်းလေဘင်းညတာတို့ပါရိုက်တာတို့ပါလုတ်ခဲ့သေးတယ်လို့ဖော်ပြထားတာတွေ့ရတယ်ပြီးတော့ကောင်မလေးတတိလစ်သွားတော့အဲ့ဒီဖျားထဲမှာပဲထားခဲ့တယ်လို့ဆိုတယ်ဟုတ်ကဲ့နောက်ပိုင်းမှာတော့အဲ့ဒီအကြောင်းသူက ဆလင်းဆေးရုံမှာဈေးကူးသားမှုခံယူခဲ့ရတယ်ပေါ့ပြီးတော့ရေကြီးတာကဒီဖက်ဖက်ကိုရိုက်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုလည်းရှိနေပြီအဲ့ဒါကို Telegram မှာတင်ခဲ့တယ်ပြန်သွားတယ်လို့လည်းသတင်းတွေကဆိုပြန်တယ်ဟုတ်ကဲ့အဲ့တော့ဒီမှုနဲ့ပတ်သက်ပြီးအခြေအနေကဘယ်လိုဆက်ဖြစ်လဲอืมလက်ရှိမှာတော့အဓိကចောင်းသားရဲ့သူတငယ်ချင်းလို့ဆိုတဲ့နောက်၃ယောက်ရဲ့စုစုပေါင်း၄ယောက်ကိုဆလင်းမြို့မှာ yes counter ဖမ်းထားတယ်လို့တော့သတင်းတွေမှာပါပါတယ်ဒါမဲ့လေဒီနေရာမှာစိတ်ဝင်စားစရာကောင်းလာတာက ဒီအမှုကိုဖျောက်ဖျက်ဖို့စူးစမ်းနေတယ်ဆိုတဲ့ဆွဆွဲချက်ပဲဟုတ်ပါပြီဘလို့မျိုးလဲတတင်းနေရဆိုရင်တော့ကျောင်းအုပ်ကြီးဥအောင်မြင်းတန်းကိုတိုင်းဥဆောင်ပြီးတော့ကျူးလွန်ခံရသူရဲ့မိပါဒီပြီးတော့အာဏာပိုင်းနေနဲ့ပေါင်းပြီးငွေကြသိန်း900နဲ့ကြေးအေးဖို့ညှိနှိုင်းနေတယ်လို့ကျောင်းသူရဲ့အတိုင်းဝိုင်းဘက်ကပြောကြောင်းကိုကထားတာတွေ့ရတယ်ဒီနေရာမှာအာဏာပိုင်းတွေဆိုတာကတော့တတင်းရပဲပေါ်ပြတာဖြစ်ကြောင်းသတိပြုစေချင်ပါတယ် ိန်းခုနေရဆိုတာတော်တော်များတဲ့ပမာဏပဲเนาะဒါနဲ့အဲ့ဒီဖန်းခံရတဲ့နောက်၃ယောက်ကတော့အចောင်းသားတွေပဲလားအေးအဲ့ဒီမှာလည်းအချက်လက်ကနေနဲ့ क्वे သေးတယ်ចောင်းဆရာမတယောက်ပြောတာကိုကိုးကားထားတဲ့သတင်းရာဆိုရင်တော့အဲ့ဒီရီးစားလို့ဆိုတဲ့ចောင်းသားကလွဲရင်ကြံ၃ယောက်ကចောင်းသားတွေမဟုတ်ဘူးအပြည့်လူတွေဖြစ်တယ်လို့ဆိုပြန်တယ်ဆိုတော့အချက်လက်ဒီကနည်းနည်းဟိုးဟိုးဒီဒီဖြစ်နေတာပေါ့ဟုတ်ကဲ့ ဒါပင်ကိစ္စကိုပိုးပြီးရှုပ်သွားစေတဲ့အချက်ကကျူရွန်ခင်ရတို့မိဘတွေကိုရိုင်းကပေါ့နော်ဒီမူရင်းမှုတရင်ကမားရတယ်ဆိုပြီး Telegram ကနေပြန်ပြီးဖြန့်ဝေငင်းဆိုနေတယ်ဆိုရဲ့အချက်ပဲ Telegram ဆိုတာကတော့တိတဲ့အတိုင်းပဲစာတွေဗီဒီယိုတွေဖြန့်လို့ရတဲ့ app ပေါ့ဟုတ်တယ်ဟုတ်တယ်အေးဒါကတော်တော်လေးကိုဗီရိုတွေထင်နေတဲ့ချက်ပဲတစ်ဖက်မှာငွေသိန်း900ရာနဲ့ဂျေဖို့ညင်းနေတယ်ဆိုတဲ့တရင်ကထွက်နေတယ်အဲတစ်ချိန်တည်းမှာပဲမိဘတွေကဒါမဟုတ်ပါဘူးလို့ညင်းနေတယ်ဆိုတော့လေ ဘယ်ဟာကအမှန်လဲဆိုတာဟုတ်ကဲ့ဘီလိုနားလဲရမှမတိအောင်ဖြစ်စေရပေါ့ပြီးတော့အဲ့ဒီဗီဒီယိုဖိုင်ဆိုတာကတော့อืมအဲ့ဒါကလည်းနောက်ထပ်အရေးကြီးတဲ့အချက်ပဲဒီလိုတွေငင်းလိုက်ညှိတယ်လို့တတင်းထွက်လိုက်ဖြစ်နေတဲ့ကြားထဲမှာအစောကပြောခဲ့တဲ့အဲ့ဒီဗီဒီယိုဖိုင်ကလူမှုကွန်ရက်မှာဆက်ပြီးတော့ပြန့်နေတော့ပဲလို့လည်းတည်ရပြန်တယ်ဆိုတော့အချိန်နဲ့ကတော်တော်လေးကိုရှုပ်ထွေးနေတယ်ဆိုတာထင်ရှားတယ်အဲ့လိုလေဒီတတင်းရင်းမြစ်ဒီအားလုံးကိုခြုံကြည့်လိုက်ရင်ကျမတို့မြင်နေရတာကအလွန်ပြင်းထန်တဲ့ဆွဆွဲချက်တွေရှိတယ် အဲတစ်ဖက်မှာအာနာပိုင်နေပါဝင်ပတ်သက်နိုင်တယ်လို့ဆိုထားတဲ့ဖုန်းဖြစ်ဖို့ကြိုးပမ်းမှုသတင်းတွေရှိတယ်ပြီးတော့တစ်ချိန်ထဲမှာပဲဒါဒီအားလုံးကိုငင်းဆုံနေတဲ့တွမ်းပြန်သတင်းတွေလည်းရှိနေတယ်အဲ့ဒီကြားတဲ့ကတင်းမာမှုကအဓိကပဲဟုတ်ပါတယ်ခြုံပြီးပြောရရင်အဓိကပေါ်လင်းနေတဲ့အချက်၃ခုပေါ့နံပါတ်၁ကပြင်းထန်တဲ့အုပ်စုဖွဲ့ဓမ္မပြကြီးမှုဆွဆွဲချက်နံပါတ်၂ကကျောင်းအုပ်ကြီးမိဘနဲ့အာနာပိုင်နေပါဝင်နိုင်တယ်လို့သတင်းတွေမှာဖော်ပြထားတဲ့ငွေကြေးနဲ့ကြေးဖို့ကြိုးပမ်းမှုဆွဆွဲချက် နံပါတ်3ကတော့ဒီကိစ္စကိုလုံးဝငင်းဆိုနေတယ်တရင်မလို့ဆိုတဲ့တံပြန်ဖြန့်ဝေမှုတည်းကျွန်တော်တို့ကတော့ဒီအချက်တည်းကိုတရင်ဒီမှာပါတဲ့အတိုင်းပဲတင်ပြတာပါပတ်လိုက်မှုတော့မရှိပါဘူးဟုတ်ကဲ့ပါဒီဆွေးနွေးမှုရဲ့အဆုံးတိုက်အနေနဲ့ပေါ်လေးစဉ်းစားချက်မိခွန်းတစ်ခု ထားခဲ့ခြင်းပါတယ် အဲ့ဒါကတော့တစ်ဖက်မှာငွေနဲ့ခြေအေးဖို့ညှိနှိုင်းမှုတွေရှိတယ်လို့သတင်းထွက်တယ်။နောက်တစ်ဖက်မှာဒါဟာသတင်းအမှားလို့ညှင်းဆုံမှုတွေရှိနေတယ်။ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေမှာအတ္တမချင်းခံရမှုဆိုတဲ့ဗီဒီယိုဖိုင်ကလူမှုကွန်ရက်ပေါ်မှာဆက်ပြီးပြန့်နေတော့ပဲဆိုတဲ့အချက်ကတရားမျှတမှုတာဝန်ယူမှုတာဝန်ခံမှု ပြီးတော့ဟိုသတင်းအချက်အလက်တွေကိုထိမ့်ချုပ်နိုင်စွာဒီကိစ္စရင်းနဲ့ပတ်သက်ပြီးဘယ်လိုမေးခွန်းတွေထပ်ထုတ်လာစေနိုင်မလဲဆိုတာပါပဲ။ တအားတော့တည်င်းရင်းမြတ်သေးမှာတိုက်ရိုက်မပါပေမဲ့ဆက်ဆက်စဉ်းစားကြည့်ဖို့ကောင်းတဲ့အချက်တစ်ခုလို့ထင်ပါတယ်